သိန်း3000တန်ကားကြီးနဲ့ surprise တိုက်ခံလိုက်ရတာကြောင့်အမျိုးသမီးတို့တိုင်းအားကြခံနေရတဲ့ baby ဘဘပိုင်ရှင်နုံနုံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် sky selfish ကနေပြီးတော့ပြန်လည်လို့ချူဆိုပါရရှင် baby ဘဘအယုတ်ဆိုင်ပိုင်ရှင်ကတော့ခလီးရီကြားမှာနာမည်ကြီးသလိုအယုတ်တွေရောင်းရင်းတဲ့ social media မှာနာမည်ကြီးလာခဲ့တာဖြစ်ပါတယ်ခလီးရီကိုအယုတ်တွေမျိုးစုံနဲ့မျိုးစုံနိုင်တာကြောင့်လဲရောင်းအားတစ်ပြေးပြေးတိုးလာပြီးတော့ဆိုင်ခွဲတွေအများကြီးနဲ့ဖွင့်လှစ်လာနိုင်တာဖြစ်ပါတယ် ဘေဘီပပအယုံဆိုင်ပိုင်ရှင်ကိုအများစုကအိမ်အောင်မရှိလို့သာထင်နေကြတာဖြစ်တယ်။တကယ်တမ်းမှာတော့အိမ်အောင်ရှိပြီးတော့ကလေးတယောက်အမေဖြစ်ပါတယ်။ဘီကလေးရမှာတော့ဘေဘီပပဆိုင်ပိုင်ရှင်ကခင်မွန်းဖြစ်သူနဲ့စကားများပြီးတော့အိမ်ပေါ်ကဆင်းနေကြတာဖြစ်ပါတယ်။ဒါကြောင့်မို့ခင်မွန်းဖြစ်သူကလက်တလုံးနိုင်ငံသားမှာခက်စားနေတယ်လို့ကားကြီးပေါ်မှာအလှဆင်ပြီးတော့ surprise တိုက်ဖို့ပြင်ဆင်ခဲ့ပါတယ်။ဘေဘီပပဆိုင်မှာရောင်းနေတဲ့အချိန်မှာဆိုင်ရှိမှာကားကြီးပေါ်ကကားတစ်စီးကိုပူပေါင်းနေနဲ့အလှဆင်ပြီးတော့အယုတ်ကြီးတင်ပြီး surprise surprise တိုက်လိုက်တာပါနိုင်ငံသားမှာခေတ်စားနေရဲ့ trend အတိုင်း surprise တိုက်ခံလိုက်ရတာမို့ပိုင်ရှင်နုံနုံကအရန်ကိုဝမ်းသာခဲ့ရပါတယ် surprise တိုက်ခံရတဲ့ကလက်ရှိမှာနာမည်ကြီးနေတဲ့ဂါးစီးဖြစ်ပြီးတော့ modern mix ဂါးတစ်စီးဖြစ်ပါတယ် ကားရဲ့တန်ဖိုးကဒိန်ပေါင်း2800အထိကိုတန်ဖိုးရှိရာဖြစ်ပါတယ်။ဒိန်ပေါင်း2800ရန်ကားစီးနဲ့ခင်မုန်းစီကနေ surprise တိုက်ခံလိုက်ရတာမို့အရန်ကိုပျော်ရွှင်နေခဲ့တာပါ။တချို့ကလည်းနိုင်ငံသားကိုအတူခိုးပြီးတော့လိုင်းလုတာဖြစ်ပြီးချိုတိနေတာကိုပျော်ကြယ်ဟန်ဆောင်တယ်လို့ဝေဖန်နေကြတာပါ။တကယ်လည်းခင်မုန်းဖြစ်သူကနိုင်ငံသားအကောင်မလေးတွေလိုပျော်ရအောင်စီစဉ်ပေးခဲ့တာပါ။ကားဝယ်ပေးမယ်ဆိုတာကိုနုံနုံကလည်းချိုတိခဲ့ပါတယ်။ဒါပေမဲ့သူတိထားတာက dashing လို့တိထားတာဖြစ်ပြီးတော့တကယ်တမ်းရောက်လာတဲ့အခါမှာတော့တီတူဖြစ်နေခဲ့တာ ပါ။ဒါကြောင့်မို့နုံတို့အတွက်3800ရန်ဂါးကြီးနဲ့ surprise ဖြစ်သွားခဲ့ရပါတယ်။ နနိုးကမြန်မာနိုင်ငံမှာအခုလိုပထမဆုံး surprise တိုက်ခတ်ရသူလို့ထင်ကြပါရယ်တကယ်တမ်းမှာတော့မဟုတ်ပဲအခုလိုဂါးကြီးပေါ်မှာအလားဆင်ပြီးတော့ surprise တိုက်တာမျိုးကိုတထေးမကြီး smile ကအရင်ဆုံးလုပ်ခဲ့ပူတာဖြစ်ပါရယ် smile ကပြိုင်ကားအနီကိုဂါးကြီးပေါ်တင်ပြီးတော့ခင်မွန်းဖြစ်သူစီကနေလက်ဆောင်ရခဲ့ပူပါရယ်အမျိုးသမီးတိုင်းမရရှိနိုင်တဲ့ဘဝမျိုးကိုရထားတဲ့အတွက်အမျိုးသမီးတူကြီးတွေကတော့အားကျနေကြပြီဖြစ်ပါရယ် baby ပပပိုင်ရှင်နနိုးဆိုရင်လဲစိတ်ကောက်ရုံနဲ့အသိန်း1800တန်းဂါးကြီးကို ပိုင်ဆိုင်နိုင်တာဆိုပြီးတော့အားကျနေကြတာဖြစ်ပါတယ်။အမျိုးသမီးတိုင်းကကိုချေရတဲ့သူစီကနေအခုလိုမျိုးအနူရွာနဲ့ surprise တိုက်တာမျိုးကိုခံကျင်ကြပါတယ်။ဒါပေမဲ့လည်းဘဝချင်းနေချင်းမတူကြတဲ့အတွက်ငြိမ့်ချရင်နဲ့အားကျနေရတဲ့သူတွေလည်းအများကြီးရှိလို့နေတာပါ။ဒါကြောင့်မို့အခုလိုထူးခြားတဲ့နေလန်းနေနဲ့အချစ်ခံနေရတဲ့အပေါ်မှာအားကျပြီးတော့ ကိုစားဝမ်းသာပေးနေကြတာဖြစ်ပါတယ်။သက်ဆန်ရှိအတိုင်းဝိုင်းကနောက်ထပ်ဘသူတွေကများအခုလိုမျိုး surprise တိုက်ခတ်ရမလဲဆိုတာကိုလူအများကစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ ဘေဘီပပပိုင်ရှင်လူလို့ကတော့ခင်မုံပြစ်သူပေးတဲ့ကားလန်းဆောင်ကြီးကိုဒါဖြစ်သူကိုခြေပြီးတော့ပျော်ရွှင်နေခဲ့ရပါကားအကောင်စားကြီးကိုကိုရိုင်းမောင်းဖို့အတွက်လဲရှင်ခုံနေပါပြီသိန်း3000တန်ကားကြီးနဲ့ surprise တိုက်ခံလိုက်ရတဲ့ဘေဘီပပပိုင်ရှင်ကိုပရိသတ်ကြီးနေနဲ့ကိုအားကြလားဆိုတာကွန်မန့်လေးထဲမှာပြပြပေးပါအောင်ဆုံးဒီကြည့်ရှုပေးတဲ့အတွက်လဲအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါဆိုရှင်